စကိုင်းငလင်ကြောင် မြေပြင်အကြောင်းဖြစ်ပေါ်မှုမိုင်၃40ကျော်အထိရှိခဲ့တယ်လို့သိရပါတယ်။မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းစကိုင်းငလင်ကြောင် ဖြစ်ပေါ်ခဲ့တဲ့မြေပြင်မျက်နှာပြင်အကြောင်းဟာမိုင်ပေါင်း342မိုင်950ကီလိုမီတာအထိရှိခဲ့တယ်လို့အမေရိကန်အာကာသနှင့်လေကြောင်းဦးစီးဌာန NASA ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ ငလင်းချောင်းဖြစ်ပေါ်ခဲ့တဲ့မြေမျက်နှာပြင်အကြောင်းဟာမန္တလေးမြို့မြောက်ဘက်ကနေနေပြည်တော်တောင်ဘက်အထိရှိခဲ့ပြီးဒါဟာမှတ်တမ်းတင်နိုင်တဲ့များထဲမှာအရှိဆုံးအကြောင်းတစ်ခုဖြစ်တယ်လို့ဆိုထားပါတယ်။ကယ်လီဖိုးနီးယားတောင်ပိုင်းမှာရှိတဲ့ NASA ရဲ့သုတေသီတရဲ့ရေဒါနဲ့ Optical Joto အချက်အလက်တွေအရမြေပြင်ရွေးရှားမှုကိုလေ့လာခဲ့ရကနေအဲ့ဒီလိုတွေးရှိခဲ့ကြတာလို့ဆိုထားပါတယ်။စကိုင်းငလင်းဟာစကိုင်းပြည့်ရွရဲ့ အနက်30ကီလိုမီတာ6မိုင်မှစတင်လှုပ်ခတ်ခဲ့ပြီးငလင်းဗဟိုချက်အနီးကအဆောက်အဦတွေပြင်းထန်စွာထိခိုက်ခဲ့ကာမိုင်600ကျော်အကွာကဗန်ကောက်မြို့အထိပါရိုက်ခတ်မှုတွေရှိခဲ့တယ်လို့ NASA ကဆိုပါတယ်။မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းစကိုင်းငလင်းကြောင့်နေပြည်တော်မန္တလေးနဲ့စကိုင်းမြို့တွေမှာအထိအကဲ့အပြည့်အစီအဆမတန်များပြားခဲ့ကာလူပေါင်း4000နီးပါးတေဆုံးခဲ့ရပါတယ်။ လက်တလောအချိန်အထိသခိုင်းငလင်းအချိန်ကြောင့်ငလင်းငယ်တွေဆက်တိုက်လှုပ်ခတ်နေပြီးအချိန်ပေါင်း148ချိန်အထိလှုပ်ခတ်ခဲ့ကြောင်းမိုးစလကထုတ်ပြန်ပါတယ်။ ဘူမိဗေဒပညာရှင်တွေဟာလေစကိုင်းပြည့်၍နဲ့မလ20ရှိရနေ့လှုပ်ခတ်ခဲ့တဲ့ငလင်ပြည့်၍ကြောတွေကိုလိလာမှုတွေစက်တိုက်လှုပ်ဆောင်နေပြီးလိလာတွေးရှိရတဲ့ငလင်ပြည့်၍ကြောင်းတွေကိုလည်းလူမှုကွန်ရက်မှာမျှဝေပေးထားပါတယ်။နေပြီးတော့မှငလင်ကြောင်းပြိုပြက်သွားတဲ့ဟိုတယ်ခရီးနိုင်ငံသားရေးဝန်ကြီးနဲ့လာဝကဝန်ကြီးဌာနယုံမှအရာရှိနဲ့ဝန်ထမ်းတချို့ရန်ကုန်ယုံများတို့ယာယီပြောင်းရွှေ့လာပြီးဖြစ်တယ်လို့ဝန်ထမ်းအတိုင်းဝန်းကအတည်ပြုလာပါတယ်။ မလာ28ရက်နေ့ငလင်းကြောင့်လုံးဝပြိုကျပျက်စီးသွားတဲ့ဝန်ကြီးဌာနရုံးနေအနက်ဟိုတယ်ခရီးနိုင်ငံသားအီးနဲ့လာဝကဝန်ကြီးဌာနရုံးများမှအရာရှိနဲ့ဝန်ထမ်းများရန်ကုန်ရုံးများသို့ယာယီပြောင်းရွှေ့လာကြောင်းသိရပါတယ်။ရန်ကုန်မှာနောက်ချံရုံးရှိတဲ့ဝန်ကြီးဌာနတွေကယာယီပြောင်းလာကြပြီးအခုဟိုတယ်ခရီးနိုင်ငံသားအီးနဲ့လာဝကအရာရှိနဲ့ဝန်ထမ်းတွေရန်ကုန်ကိုရွှေ့နေကြပြီးနေပြီးတော့ရုံးဝန်ကြီးတွေက6လအတွင်းပြန်ဆောက်မယ်လို့ပြောတယ်။ အခုပြောင်းလာတာကရုံးဆောင်နေတဲ့ကာလမှာယာယီပြောင်းရွှေ့ပြီးတော့အလုပ်လုပ်ရတာဖြစ်တယ်လို့ဝန်ထမ်းတိုင်ဝမ်ကဆိုပါတယ် ဒါအပြင်နေပြည်တော်မှာဝန်ကြီးယုံပြည့်စည်နေတဲ့ဝန်ကြီးဌာနတချို့လည်းမကြမီရန်ကုန်ရှိနောက်ချမ်းယုံများနဲ့ပူးတွဲအလုပ်လုပ်ရမှာဖြစ်ပြီးထို့သို့ရန်ကုန်သို့ပြောင်းရွှေ့ရခြင်းဟာရန်ကုန်သို့အုပ်ချုပ်ရေးမြို့တော်ပြောင်းရွှေ့ခြင်းမဟုတ်ဘဲယုံများပြင်ဆင်တည်ဆောက်နေကြတဲ့ကာလအတွင်းယာယီယုံအထိုင်ပြောင်းရွှေ့ခြင်းသာဖြစ်ကြောင်းပြည့်စည်နေတဲ့ဝန်ကြီးဌာနယုံများပြန်လည်တည်ဆောက်ပြည့်စည်ပါကဝန်ထမ်းအလုံးနေပြည်တော်သို့ပြန်လည်ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရမှာဖြစ်တယ်လို့ဆိုထားပါတယ် မက်လာ၂၈ရက်နေ့ငလင်လှောက်ခတ်မှုကြောင့်နိုင်ငံတော်မှလူနေအိမ်ပေါင်း6000ကျော်ဘုံကြီးကျောင်းနဲ့တီလာရှင်ကျောင်း3500ကျော်စာတင်ကျောင်း2300ကျော်ဌာနဆိုင်ရာအဆောက်အုံ3600ကျော်တံတားပေါင်း155စီးပျားစီးဒီ9600ကျော်ဆုံးရှုံးပျက်စီးခဲ့ရပါတယ်။စကိုင်းငလင်ကျောင်းပျို့ကျပျက်စီးနေတဲ့နေပြည်တော်ကိုမင်းအောင်လှိုင်ကအကွက်ချပြီးမြို့တည်ပြန်လဲတီဆောက်မယ်လို့ယမန်နေ့ကစစ်ကောင်စီအစည်းအဝေးမှာထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းကနေပြည်တော်ရဲ့မြို့အကွက်ချမှုပုံစံကိုပြန်လည်တွက်ချက်ရေးဆွဲသွားရန်စီစဉ်နေကြောင်းငလင်မကြခဏလှုပ်ခတ်နေလျက်ရှိတဲ့နိုင်ငံများမှအဆောက်အုံများတိစောက်ထားရှိမှုများကိုနမူနာယူပြီးတိစောက်မှုများဆောင်ရွက်သွားရန်လိုတယ်လို့အစည်းအဝေးမှာပြောဆိုသွားပါတယ်။မလနစနေရှင်ရီကလှုပ်ခတ်ခဲ့တဲ့သခိုင်းငလင်ကြီးကြောင့်အစိုးရဌာနများနဲ့ပတ်သက်ပြီးနေပြည်တော်ကောင်စီနေမြေရှိထိခိုက်မှုဖြစ်ပေါ်ခဲ့တဲ့အဆောက်အုံများအနက် ဖို့မြေပေါ်မှာတိဆောက်ထားတဲ့အဆောက်အုံများမှာပုံမိုထိခိုက်ပျက်စီးတာကိုတွေ့ရကြောင်းဒါကြောင့်ရုံအဆောက်အုံများပြန်လည်တိဆောက်ရမှာမြေစမ်းသပ်မှုများဆောင်ရွက်ပြီးစီးမှတာအသည့်တိဆောက်ခြင်းနဲ့ပြုပြင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်တော့မှာဖြစ်ကြောင်းတွက်ချက်လို့ရတဲ့ငလင်ကျောပေါ်မှာတည်ရှိနေတဲ့အဆောက်အုံတွေကိုပြောင်းရွှေ့နေရာချထားရေးအတွက်ဆောင်ရွက်သွားရန်လိုတယ်လို့မင်းအောင်နိုင်ကဆိုပါတယ်နေပြည်တော်ဝန်ထမ်းအင်အားတွေကိုလည်းပြန်လည်တည်ဆောက်ရမှာငလင်ပြင်းအားအဆင့်ရှိအထိခံနိုင်ရင်ရှိတဲ့အဆောက်အအုံများဖြစ်အောင်ဆောင်ရွက်ရန်လိုတယ်လို့ မင်းအောင်နိုင်ကဆက်လက်ပြောဆိုသွားပါတယ်။လက်တလော6လအတွင်းပြန်လည်တည်ဆောက်မဲ့ဝန်ကြီးဌာနရုံးတချို့ကိုရန်ကုန်သို့ယာယီပြောင်းရွှေ့နေပြီးပြောင်းရွှေ့တဲ့ရုံးများမှာနိုင်ငံသားရေးလူဝင်မှုကြီးကြပ်ရေးအလို့သမားရေးအပါအဝင်ရုံးတချို့ပါဝင်တယ်လို့ဆိုပါတယ်။အနာရှောင်းတန်းရွှေကနေပြည်တော်က2005ခုနှစ်နိုဝင်ဘာလ6ရက်နေ့မှာပြောင်းရွှေ့ခဲ့ပြီး2006ခုနှစ်မတ်လ28ရက်နေ့မှာနေပြည်တော်ဆိုတဲ့အမည်နဲ့တရဝင်းမျိုးတော်အသည့်အဖြစ်ကြီးညာသတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။ ကရင်ပြည်နယ်မြောက်ရီမြို့နယ် KNU တပ်မှခေါ်နယ်မြေအတွင်းကစစ်ကောင်စီရဲ့မော်ဖာသူစစ်စခန်းကို KNU ဦးဆောင်တဲ့တော်လိုင်းတပ်တွေကခုခံတိုက်ခိုက်နေမှုကြောင့်ရွာသား235ဦးထိုင်းနိုင်ငံသို့တင်းရှောင်လာကြောင်းသိရပါတယ်။ယမန်နေ့ကစတင်ပြီးထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်အပိုင်းမော်ဖာသူကြီးရွာမှာတက်ဆွေးနေတဲ့စစ်ကောင်စီတပ်စခန်းကို KNU မဟာမိတ်တပ်ပေါင်းစုတွေကတိုက်ခိုက်နေတဲ့အတွက်တိုက်ပွဲများဖြစ်ပွားနေတာကြောင့် ဒေတာကန်ပြည်သူများဟာထိုင်းနိုင်ငံဘက်အချမ်းကထိုင်းကြီးရွာဘက်သို့တိမ်းရှောင်လာကြောင်းစစ်ဘေးရှောင်အရေအတွက်215ဦးရှိပြီးထိုင်းအာဏာပိုင်များကစောင့်ရှောက်ပေးထားတယ်လို့သိရပါတယ်။ကရင်မျိုးသားအစည်းအုံထိန်းချုပ်ရာနယ်မြေများကိုစစ်တပ်ကလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်နေလို့ပြည်သူများထိခိုက်ဒေဆုံးနေပြီး KNU ကပြည်သူများထံသို့သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။ AB 19ရဲ့နေ့မနေ့7နှစ်အကြာ KNU ရဲ့တပ်မဟာတင်နယ်မြေမွန်ပြည်နယ်ဘီလင်းမြို့နယ် မင်းစောရွာပုံကြီးအကြောင်းကိုလင်းရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရမှာပြည်သူ2ဦးသေဆုံးခဲ့ပြီးကိုရင်2ဦးဒဏ်ရာရပါတယ်။အလားတူယမန်နေ AB 16ရက်နေ့မနေ့9နာရီအချိန်ဘကူတိုင်းညောင်လေးပင်မြို့နယ်ပိန်းစလုံမြို့ရေတွင်ကုန်းကြီးရွာဇလက်ကုန်းအပိုင်းတို့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလင်းရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒါအပြင်ပိန်းစလုံမြို့ခလာရ264ကလည်းလက်နက်ကြီးပစ်ခတ်မှုကြောင့်ဇရက်ကုန်းကြီးရွာအတွင်ထပ်မံကြောက်ရောက်ပောက်ကွဲခဲ့ရမှာပြည်သူ2ဦးသေဆုံးခဲ့ပြီးသေဆုံးသူမှာအသက်42နှစ်အရွယ် ကိုမျိုးတန်ဖြစ်ကဘေဘက်ရင်ုံတို့ကြည်စားထိမှန်တည်ဆုံခဲ့တာဖြစ်ပါတယ်။တတလောကရင်ပြည်နယ်အနှံပြားမှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေပြီးစစ်တပ်ကစစ်ဘေးရှောင်ပြည်သူများကြီးရွာများကိုပြစ်မှတ်ထားပြီးလေကြောင်းလက်နက်ကြီးတွေနဲ့ပစ်ခတ်နေလျက်ရှိတယ်လို့ KNU ဗဟိုကဆိုပါတယ်။လက်ရှိအချိန်မှာကရင်ပြည်နယ်နေရာအနှံပြားတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေပြီးအနာဒိုင်းအကြမ်းဖက်စစ်ကောင်စီကအရသာပြည်သူလူထုအားပြစ်မှတ်ထားကစာသင်ကျောင်းများဖုံးရင်းကျောင်းများဖျားကျောင်းနဲ့စစ်ဆောင်ပြည်သူလူထုတွေနေထိုင်ရာဒေသတွေကိုလက်နက်ကြီးများလေယာဉ်များဖြင့် ပြစ်မှတ်ထားပြီးတိုက်ခိုက်နေပါတယ်။သတင်းမီဒီယာများဒေတာရင်းတက်ကြွလှုပ်ရှားသူများအနေနဲ့သတင်းရယူတင်ဆက်ရမှာပြည်သူလူထုများပုံဆောင်နေထိုင်တဲ့နေရာများအားအာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ကအလွယ်တကူရှာဖွေပြီးလေကြောင်းလက်နက်အကြီးများဖြင့်တိုက်ခိုက်ခြင်းမပြုလုပ်နိုင်ရန်အတွက်သတိထားပြီးတင်ဆက်ပေးဖို့ KNU ကအသိပေးပန်ကြားလိုက်ပါတယ်။ ဒါအပြင်ပြည်သူလူထုများအနေဖြင့်အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ကပြစ်မှတ်ထားတိုက်ခိုက်နိုင်တဲ့အဆောက်အဦများအဝေးမှနေထိုင်ပေးကြဖို့နဲ့တိုက်ပွဲဖြစ်ပွားရာဒေသများအတွင်းသို့အရေးပေါ်အကြောင်းကိစ္စမရှိဘဲသွာလာခြင်းမပြုရန်အသိပေးထုတ်ပြန်ထားပါသည်။ ဆက်လက်ပြီးမန္တလေးတိုင်းဒပေကျေးမြို့နယ်ရေထွက်ရွာဓာတ်ဆီဆိုင်ကိုအကြမ်းဖက်စစ်တပ်ကလင်းရင်ပြင့်ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်အသက်၃နှစ်နဲ့၂နှစ်ကျော်ကလေးငယ်၂ဦးအပါအဝင်ပြည်သူ၃၃ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရသူ၂၀ကျော်ရှိကသေဆုံးမှုပိုများနိုင်ကြောင်းဒပေကျေးမြို့နယ်ပကဖကထုတ်ပြန်ပါတယ်။ AP ၁၉ရက်နေ့မွန်လတနားီ၁၀မိနစ်ခန့်မှာဒပေကျေးမြို့နယ်ရေထွက်ရွာဓာတ်ဆီဆိုင်ကိုအကြမ်းဖက်စစ်တပ်ကဂျက်ဖိုက်တာဖြင့်ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ကြမ်းမတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာဓာတ်ဆီဆိုင်မီလောင်ပြားကျသွားခဲ့ပြီးပေါက်ကွဲမှုဖြစ်ပွားရာအသက်၃နှစ်နဲ့နည်းနှစ်ကျော်ကလေးငယ်၂ဦးအပါအဝင်၃ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူ20ကျော်ရှိကြောင်းထိခိုက်ဒဏ်ရာရရှိသူများထဲမှာလည်းအသက်အန္တရာယ်ဆိုးရင်ရသူများပါဝင်ပြီးသေဆုံးသူပိုများနိုင်တယ်လို့ဆိုပါတယ်ဓာတ်ဆီဆိုင်ဆိုတော့ပေါက်ကွဲမှုကတော့ လမ်းဘေးလူစီကားနဲ့နေရာဆိုတော့အခုအချိန်ထိတည်ဆုံတဲ့သူအရေအတွက်က73ဦးပါဒဏ်ရာရတဲ့သူတွေထဲမှာလည်းစိုးရင်ရတဲ့သူတွေပါတယ်တချို့ကလမ်းမှာပဲကွယ်လွန်သွားတာတွေရှိတယ်တည်ဆုံတဲ့အထက်မှာကလေး2ဦးလည်းပါဝင်ပါတယ်ကလေး2ဦးရဲ့ရုပ်အလောင်းကတော့ပျောက်ဆုံးနေပါတယ်ကျွန်တော်တို့တပိတ်ချင်းမြို့နယ်မှာ၄ချောင်းတိုက်ခိုက်ခံရတာ10ချောင်းရှိပါပြီတကြံအကြုံလေးကစပြီးဒီနေ့အချိန်အထိပါသူတို့ကျဲတဲ့10ချောင်းလုံးမှာ ကျွန်တော်တို့တော်လန်ရဲ့ရဲဘော်တွေထိခိုက်တာမရှိဘူးပြည်သူတွေပဲထိခိုက်သေးဆုံးတာဆိုတော့ကျွန်တော်တို့စစ်ကောင်စီကိုမေးခွန်းထုတ်ချင်ပါတယ်ကျွန်တော်တို့အကြမ်းတမ်းပြည်သူတွေကိုဘာလို့ရဲရဲဆက်ဆက်တိုက်ခိုက်နေရတာလို့ဒါတွေကိုမြင်နေရတာကျွန်တော်တို့ရဲဘော်တွေမြေပြင်မှာဘယ်လုံးမှမခံစားနိုင်တော့ဘူးလို့တပိတ်ချင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပါကာဖရဲ့တာဝန်ခံငကနီကဆိုပါတယ် AB 78ရဲ့နေ့ကလည်းမန္တလေးတိုင်းတပိတ်ချင်းမြို့နယ်လေကြရွာနဲ့ရေထွက်ကြီးရွာကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်လို့ပြည်သူ73ဦးတေဆုံးက3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။